working class တွေရဲ့ပြရုပ်နောက်ကျမှအောင်မြင်တဲ့ late bloomer တွေရဲ့ပြရုပ်ကိုအခိုင်အမာဆုံးပြသနေတဲ့သူက Jamie Vardy ဖြစ်ပါတယ်။ Vardy ဟာစက်ရုံလုံသားဘဝ Nan League ဘဝကနေ Premier League Champion ဆုရရှိတဲ့အထိအောင်မြင်ခဲ့တဲ့တက်လန်းခဲ့တဲ့ပုံကိုတယောက်ဖြစ်တယ်။အခုချိန်မှာ Leicester အသင်းနဲ့ခွဲခွာတော့မှဖြစ်ပြီးတော့ခရီးသစ်တစ်ခုကိုစတင်ထွက်ခွာတော့မယ်။အသက်38နှစ်ရှိပြီဖြစ်ပေမဲ့ ်ဖာဒီမရက်တန်သေးဘူးဖာဒီကျွန်တော်တို့ကိုပေးခဲ့တဲ့အရာတွေကအများကြီးပဲဒီပရီးမီးယားလိကာလာတလျှောက်လုံးမှာဂျေမီဖာဒီကျွန်တော်တို့ကိုဘာတွေပေးခဲ့သလဲဖာဒီကဘယ်လိုလူမျိုးလဲဖာဒီပေးခဲ့တဲ့အရာတာတွေဖာဒီပေးခဲ့တဲ့သင်ငန်းစာတွေဖာဒီပေးခဲ့တဲ့ခံစားချက်တွေအကြောင်းကိုဒီဗီဒီယိုမှာတင်ဆက်သွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Jamie Vardy ရဲ့ဘဝ Jamie Vardy ဘယ်လိုလူမျိုးလဲ Jamie Vardy ဘာတွေပေးခဲ့သလဲ Vardy လို့ပြောလိုက်ရင်ကျွန်တော်တို့အားလုံးရဲ့ရှင်သေးကိုတန်ပြီးတော့ဝင်ရောက်သွားမယ်ကစားသမားတစ်ယောက်ဖြစ်တယ်သူမှာထူးခြားတဲ့ character ရှိတယ်ထူးခြားတဲ့ကိုသွင်းစွမ်းရည်ပိုင်ဆိုင်ထားတဲ့ထူးခြားတဲ့ playing profile လည်းရှိတယ်။အဲ့တော့ Vardy ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့အမှတ်တရရအများကြီးပဲ Leicester အသင်း Champion ဖြစ်ခဲ့တာ ဘယ်အသင်းမှညူညင်ကြမယ်မထင်ဘူးဂျလက်စတာအသင်းချန်ပီယံဖြစ်ခဲ့တာကျွန်တော်တို့အကုန်လုံးတက်ရှိထင်ရှားတွေးမြင်ခဲ့ရတယ်တက်ရှိ miracle တစ်ခုဖြစ်တယ်အဲ့ဒီ miracle ရဲ့အတိအကကစားသမားတစ်ယောက်အဖြစ်ဂျေမီဗာဒီယာပါဝင်ခဲ့တယ်အဲ့ဒီရာသီမှာ90ကျော်သွင်းခဲ့တဲ့လက်စတာရဲ့ချန်ပီယံဖြစ်ခြင်းအတွက်အရေးအပါဆုံးကစားသမားဖြစ်ခဲ့တယ်ရှာဒီကိုမှာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တယ်အဲ့တော့ဗာဒီဘွားကအတက်အရမ်းမြန်လုံးနဲ့ကျွန်တော်တို့မျက်စိသမိတ်အတွင်းမှာလည်းအပြောင်းအလဲတွေဖြစ်ခဲ့တယ် ဲ့တော့ကျွန်တော်တို့ late bloomer လို့ဒီအနေထားတွေကိုပြောကြရဲနောက်ကြာမှဖူးပွင့်လာသူတွေပေါ့နော်အဲ့တော့ကဘာကြီးဟာလူငယ်တွေကိုအရန်ကြိုးဆိုလေးရှိတယ်ငငယ်လေးနဲ့အောင်မြင်အန်ချီးပွဲအဖြစ်ကျွန်တော်တို့သတ်မှတ်ကြရတယ်ဒါပေမဲ့လည်းအကောလုံးငငယ်လေးနဲ့အောင်မြင်တဲ့ပါရမီရှင်တွေကြီးပဲဒီကဘာမှာရှိနေတာမဟုတ်ဘူးအဲ့တော့တာမန်လူရန်စားရအများကြီးရှိတယ်။နောက်ကြမှာအောင်မြင်တာလည်းလူတွေလည်းရှိတယ်။အဲ့တော့ဂျေမီဗာဒီယာအဲ့ဒီနှမျိုးစလုံးပဲ။သူကသူ့ရဲ့ လူသားဘဝမှာလည်း तू ကတာမန်ဖြစ်တယ်။သူ့ရဲ့ကစားသမားဘဝမှာလည်းတာမန်ထက်တောင်နှင်းကြသေးတယ်။ဒါပေမဲ့အဲ့ဒီဘဝကလည်းတဖြည်းချင်းတက်လှမ်းလာပြီးတော့ Premier League Champion ဆိုရရှိတဲ့အထိဖြစ်ခဲ့တယ်။အောင်မြင်ခဲ့တယ်။ဒါကြောင့်သူ့ကိုလိပ်ဘလုံမာလို့သတ်မှတ်ရမယ်။လိပ်ဘလုံမာရဲ့ဘောလုံးဘောကမှာအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီအများကြီးတွေရမှာ Vardy ကစိတ်ဝင်စားကြအကောင်းဆုံး character တစ်ခုအဖြစ်ကျွန်တော်တို့ကိုဖျော်ဖြေခဲ့တယ်။ Vardy တွင်းခဲ့တဲ့ goal တွေကိုစဉ်းစားကြည့်လိုက် ပြစီလိုအမြင်နှုံးနဲ့ပြေးသွားပြီးတော့ဝုံတိုင်းသွင်းသွားတယ်ကျွန်တော်တို့အများကြီးမြင်ရလိမ့်မယ် Manchester City ပြိသက်တွေဆိုရင်သူ့ကိုဖိတ်ဖိတ်တောင်းအောင်ကြောက်ရတယ် Manchester City ကိုအမြဲတမ်းဆိုသလိုဂိုးတွေသွင်းယူခဲ့တယ် Manchester United ကိုလည်းအမြဲတမ်းဆိုသလိုဂိုးတွေသွင်းယူခဲ့တယ်သူ့ရဲ့ဂိုးတွေမှာသူ့ရဲ့ explosiveness ပောက်ကွဲအားနဲ့ပြီးသူ့ရဲ့ pace သူ့ရဲ့အမြန်နှုံးသူ့ရဲ့ဂိုးသွင်းတေချာမှုဒီအရာတွေကိုကျွန်တော်တို့အများကြီးမြင်ရတယ်ဒီအရာရင်းနဲ့သူက Premier League မှာဂိုးပေါင်း143ဂိုးသွင်းယူခဲ့တယ်ဒါဟာ ခရစ်စတီယန်ရိုနန်ဒိုထက်လည်းများတယ်ရူဗန်နစ်စတာရိုင်းထက်လည်းများဟက်ဆာဘင်းထက်လည်းများဆိုရှယ်ထက်လည်းများတယ်ရော်ဘီခင်းထက်လည်းများတယ်အဒီဘာယိုထက်လည်းများတယ်ဆာဒီယိုမာနီထက်လည်းများတယ်ကျွန်တော်တို့ပြောမယ်ဆိုရင်ပြောဖို့အများကြီးရှိသေးတယ်အဲ့ကစားသမားများစွာထက်များတယ်မိုက်ကယ်အိုဝင်ဟာပရီးမီယာလိရဲ့ကနဝင်ဂိုးပေါင်း150ကိုသွင်းယူထားတယ်ပရီးမီယာလိဂိုးသွင်းပြီးရင်ဆင်မှာအဆင့်70ရှိတယ်တကယ်လို့ဒါဂျေမီဗာဒီဟာဒီယာဒီမှာလက်စတာစီးတီးဒီလောက်မကြဆင်ခဲ့ဘူးဆိုရင်အဲ့ဒီနှုံးကိုတော့မိနိုင်ခြင်းရှိတယ်လက်ရှိ ဗာဒီသွင်းထားတဲ့ဂိုးကလည်းလက်စတာမှာဒါအများဆုံးနှုံးဖြစ်တယ်ဒါအသက်38နှစ်အရွယ်မှာပြုတ်လုံနေရတာဖြစ်ပါတယ်အဲ့တော့တကယ် miracle တစ်ခုကိုဗာဒီကိုနိုင်မှန်ကျွန်တော်တို့မြင်ရသူကအသက်ကြီးမအောင်မြင်တာတယ်အသက်28နှစ်အရွယ်လောက်ကနေစပြီးတော့ဒီ premier league မှာကစားခဲ့တာခုအသက်38နှစ်28နှစ်မှာ premier league ကိုကံမှုတဲ့ကစားသမားအဲ့တော့ဒီလိုကစားသမားမျိုးကအင်မတန်ရှားပါရဲ့ဒီလောက်ဒီလောက်ထိအောင်မြင်တယ်ဆိုတာလည်းအင်မတန်ရှားပါတယ်အသက်33နှစ်မှာသူပရီးမီးယားလိဂ်ကိုသွင်းပြီးရင်စုကိုယူခဲ့တယ် ဒါဟာကိုသိမ်းပြင်စုကိုရယူဘူးလေကစားသမားတွေအားလုံးထဲမှာအသက်အကြီးဆုံးဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ label လွန်မှာလို့သူ့ကိုကင်မွတ်တက်ရင်ဘလို့မှမလွန်ဘူး။အမတန်ကို live ဖက်လွန်တယ်။အမတန်ကို live ဖက်လွန်ပြီးတော့သူ့ရဲ့အရေးအသွေးကတကယ်တော့ဂိုးတွေအများကြီးတွင်းခဲ့တယ်။ယာဒီတိုင်းမှာဒါဆယ်ဂိုးပေါ့နော် Premier League ဖြတ်သန်းခဲ့တဲ့ဒါဆယ်ယာဒီစုစုပေါင်းဆယ်ယာဒီမှာသူ့အနေနဲ့ဒီဂိုးဆယ်ကိုထက်အောက်ကြတာဆိုလို့ပထမအဆုံးရာသီရဲ့နောက်ဆုံးနှစ်ရာသီရဲ့ပဲရှိမယ်။ကျန်တဲ့ရာသီအကုန်လုံးကိုတကယ့် marvelous season အနေနဲ့ဆန်းဆောင်ခဲ့တယ်ဗောနော်အဲ့တော့ဒါဟာ vary ရဲ့ပြယုတ်ဂိုးတွေကိုသူခုနပြောသလောက်တွင်းယူခဲ့တယ်ဒါဟာ nan league အဆင့်စက်ရုံလောက်သားလုံးနေတဲ့ကစားသမားတယောက်အနေနဲ့ဒီလောက်ဒီအောင်မြင်လားမလဲဘယ်သူမှမျှော်လင့်ခဲ့ကြမှာမဟုတ်ဘူးဒါဟာအသမီးပုံရင်တစ်ပုတ်လေဖြစ်နေတယ်တစ်ချိန်တည်းမှာ vary ကကျွန်တော်တို့ဂိုးတွေပဲပေးတာမဟုတ်သူ့ရဲ့ကွဲပြားခြားနားတဲ့ကစားဟန် သူ့ရဲ့ကွဲပြားခြားနားတဲ့ကစားဟန်သူ့ရဲ့အမြင်နှုံးမှုမှာမူတည်ထားတယ်ပောက်ကွဲထွက်ပြီးဝုန်းကနေပြေးတယ်အဲ့တော့ဒါဟာ tactical weapon တစ်ခုလည်းဖြစ်တယ်ဘလို့နီလန့်နေလဲဆိုတော့ပြိုင်ဘက်ခံစစ်ကိုဆွဲဖျက်ခြင်းအဖြစ်ပြိုင်ဘက်ခံစစ်ကိုမတိမငြိမ်ဖြစ်ခြင်းအဖြစ်ဗာဒီယာအမြဲတမ်းသူ့ရဲ့ relentless running နေတယ်တစ်ချိန်လုံးဒုက္ခပြေးနေတယ်ဒါကြောင့်မလို့ဒါ old school style လို့ပြောလို့ရတယ် runnery လက်ထက်ထဲမှာလည်းသူအလုပ်ဖြစ်ခဲ့တယ်ဒီ new school style လို့ပြောတဲ့ပြောလို့ရတယ် brandon rogers လက်ထက်ထဲမှာလည်းသူအလုပ်ဖြစ်ခဲ့တယ် ဒီအရှင်တော့ train water တို့ control နဲ့ marest တို့နဲ့ operator တို့နဲ့အလုပ်ဖြစ်ခဲ့သလိုဒီဘက် kit the brandon rogers ရဲ့ kit မှာလည်း medicine တို့ tilemans တို့ ndd တို့နဲ့အလုပ်ဖြစ်ခဲ့တယ်အဲ့တော့ဒီဟာသူ့ရဲ့ tactical flexibility နဲ့သူ့ရဲ့တန်ဖိုးကိုပြသတယ်ပေါ့နော်ပြောမဆိုရင် barcelona institute barcelona innovation hub ဆိုတာရှိတယ် barcelona innovation hub ရဲ့သိပ္ပံပညာရှင်တွေထုတ်ပြန်တဲ့စာတမ်းအချက်လက်မှာဆိုရင်ကစားသမားတွေများစွာသူတို့စီရင်ပြုစုထားတဲ့အခါမှာလူငယ်ကစားသမားတွေက explosiveness ပေါက်ကွဲရတဲ့အမြင်လုံးကိုဦးစားပေးတယ်။လူကြီးကစားသမားတွေကတော့ game understanding ပွဲပေါ်နားလည်မှုနဲ့ tactical intelligence ကိုဦးစားပေးတယ်။ Vardy ကနောက်ကြမှာပေါ်ပေါက်လာတဲ့ academy ကောင်းတွေကထပ်ပေါ်လာတာမဟုတ်ဘူး။ဘောလုံးပညာရေးများများဆဆမရှိဘူး။ဒါပေမဲ့ तू ဟာခုနအချက်တစ်ခုစလုံးကိုပေါင်းဆက်ထားပြီးတော့အသက်ကြီးတဲ့အရွယ်ရောက်တဲ့အထိကို तू ဟာအမကန်စွမ်းဆောင်ပြရတယ်။အခုချိန်ဒီ Vardy ရဲ့အမြင်လုံးကိုကြောက်နေရဆဲပဲအသက်38နှစ်အရွယ်ရှိနေပြီ။တကယ်တော့ဒီအင်္ဂလန်ရဲ့နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Henry Winter ပြောသလို ဗာဒီဟာ physical speed နဲ့မြန်တာမဟုတ် mental speed ကလည်းတကယ်ကိုကြောက်စရာကောင်းတယ်အဲ့တော့ဒီစကားလေးကိုကျွန်တော်တော်တော်သဘောကျတယ်ဗာဒီရဲ့ mental speed သူ့ရဲ့ဆုံးဖြတ်ချက်တွေချနိုင်စွမ်းသူ့ရဲ့ဆုံးဖြတ်ချက်တွေအမှန်ကန်စွာမြန်ဆန်စွာချနိုင်စွမ်းဒါဟာအင်မတန်ချီးကျူးဖို့ကောင်းတဲ့အနေအထားတစ်ခုဖြစ်တယ်ဗာဒီအနေနဲ့ဘဝကျန်းခဲ့တယ်သူဟာသူ့ရဲ့ဒီသူအကြိုက်ဆုံးအသင်း Sheffield Wednesday အသင်းရဲ့ Academy မှာရှိခဲ့ဒါပေမဲ့အရက်ပူလွန်းနေဆိုတဲ့အကြောင်းပြချက်နဲ့ release လုပ်ခြင်းခံရတယ်အဲ့နောက်မှာသူ စင်မပြေဘူးပေါ့နော် sport science တွေပါတယ်သူလေ့လာလိုက်သေးရ၈လလောက်ပဲကြာတယ်ပြီးတော့သူ nan league အဆင့်မှာသူကျင်လည်ရတယ်ပေါ့နော်ပြီးတော့ဒီ fiber company စက်ယုံပါလေသူစက်ယုံလုံသားအနေနဲ့လုပ်တယ်ဒါပေမဲ့စက်ယုံလုံသားဘဝကသူ့အတွက်ဖိအားအများကြီးလို့သူယူဆတယ်သူ nan league မှာကန်ရတယ်ပြောတယ်အဲ့တော့ nan league ဘဝကနေဒီ league 8ပေါ့နော် premier league အဲ premier league ကရှင်၈နေရာမှာရှိတယ်အင်္ဂလိပ်စနစ်ရဲ့ဒီ tier 8နေရာမှာရှိတယ်အင်္ဂလိပ် pyramid ရဲ့ tier 8နေရာမှာရှိတယ် halifax အသင်းကိုကြောက် halifax အသင်းမှာသူခြေစွမ်းပြခဲ့တယ်အဲ့တော့ခြေစွမ်းပြခဲ့တဲ့အချိန်မှာ league အဆင့်5လောက်မှာရှိတယ် fleetwood အသင်းကသူ့ကိုခေါ်ယူခဲ့တယ်အဲ့တုန်းကအင်မတန်များပြားတဲ့ဈေးနှုန်းလို့ပြောလို့ရပေါင်တသိန်းခွဲစံချိန်တင်ဈေးဒါပေမဲ့ fleetwood ရဲ့ gambling ကအောင်မြင်ခဲ့တယ် fleetwood ကိုဒီရောက်ရောက်ချင်းမှာတော့သူ့ရဲ့အသင်းပေါ်တွေအကုန်လုံးကအံ့အားတင်ကြတယ်ဒီ league အဆင့်3ဆင့်လောက်နေနေတဲ့ လိကကစားသမားကိုဘာဖြစ်လို့သွားခေါ်တာလဲဆိုပြီးအံ့အားသင်ကြတယ်။ဒါပေမဲ့ဗာဒီရဲ့စွမ်းဆောင်ရည်မြင်ပြီးတဲ့အခါမှာတော့ဒီအရာတွေအကုန်လုံးအရှိပြောသွားတယ်။ဒီဒီအကြောင်းကိုပြောပြခဲ့ရတော့ဗာဒီရဲ့အသင်းပေါ်ဟောင်းဖြစ်တဲ့ Garrett Sutton ဖြစ်တယ်ပေါ့နော်။အဲ့တော့ဗာဒီရဲ့အဲ့လိုမျိုးကြီးစွမ်းဆောင်ပြခဲ့တယ်။ Fleetwood နဲ့အောင်မြင်မှုတစ်နှစ်သေးပဲကစားခဲ့တယ်။တစ်နှစ်သေးနဲ့သူလုပ်ပြခဲ့တယ်။အဲ့ဒီအရာကို Leicester အသင်းကတွေးရှိသွားတယ်။အဲ့ဒါပေါင်တသန်းပေးပြီးတော့သူတို့လီချန်ပီယံရှစ်ကိုခေါ်ယူခဲ့တယ်။အဲ့တော့အချိန်တိုရင်းနှစ်နှစ်လောက်အတွင်းမှာ League 8, League 8က League 5, League 5ကနေ League 2ထိရောက်သွားတာပေါ့နော်။ League 2ဆိုတာဒီ Pyramid တတ်မှတ်ချက် tier 2ကိုပြောလို့ခြင်းဖြစ်တယ်အပေါ်မှာ tier 1 premier league ပဲကျန်တော့တယ်အဲ့တော့အဲ့လိုမျိုးခုံပြန်ကျော်လွားခဲ့တာပေါ့နော်အဲ့တော့မြန်နဲ့တိုးတက်သွားတာ late blooming ဖြစ်သွားတာမြန်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာအဲ့ဒါနဲ့ပတ်သက်တဲ့ရုံးကန်ရမှုတွေလည်းရှိတယ် league championship ပထမဆုံးရာသီမှာ vardy ဒုက္ခရောက်တယ် imminent ရုံးကန်ရတယ်ပြောမယ်ဆိုရင်အသင်းကြီးပြ Nigel Pearson ကိုအငှားချဖို့အတွက် Vardy ပြောခဲ့တယ်။ကိုကိုယုံကြည်မှုမရှိခဲ့ဘူး။ဒါပေမဲ့ Nigel Pearson ကတိုက်တွန်းပြီးတော့အကောင်းဆုံးပဲ့ပြင်ကင်တွယ်ပြီးတော့ Vardy ကို League Champion ရှေ့ရဲ့အဆင့်နဲ့ကိုက်ညီအောင် ဒါပံ့ပိုးပေးနိုင်ခဲ့တယ်။နောက်ရာသီမှာ Leicester League Championship Champion ဖြစ်တဲ့ Premier League ကိုတန်းတက်တယ်။အဲ Premier League တန်းတက်ရာသီမှာ Leicester လည်းရုန်းကန်ရတယ်၊ Vardy လည်းရုန်းကန်ရတယ်။ဒါပေမဲ့ Leicester တန်းမစင်းရဘဲတင်ကြံရစ်ခဲ့တယ်ပေါ့။နောက်ရာသီမှာ Ranieri ကင်တွေတာပေါ့လေ။အဲ Nigel Pearson ရဲ့ Anfield ကိုကောင်းတယ်။နောက်ဆုံး၈ပွဲမှာ9ပွဲထိနိုင်ခဲ့တယ်။အဲဒီ9ပွဲထိနိုင်ခဲ့တဲ့အချိန်တွေမှာလည်း Vardy ဟာတတတအားပါဝင်ခဲ့တယ်။အဲ့နောက်ကစပြီးတော့လုံးဝ golden story တစ်ပုတ်ဖြစ်သွားခဲ့ပြီပေါ့နော်အဲ့တော့ ကျွန်တော်ပြောချင်တာကဗာဒီမှာရုံငံခဲ့ရတဲ့အများကြီးရှိတယ်။ဗာဒီကအရက်ဆွဲနေခဲ့ဘူးလေ။အဲ့အရွယ်ပြဿနာကနေဒါပြန်လာတာပေါ့နော်။ဒီအကြောင်းကိုတော့ဒါလက်ဆာသင်ရဲ့ထိုင်းလူမျိုးပိုင်ရှင်ကြီးအခုတော့ကွယ်လွန်သွားပြီ။သူကပြောပြခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုဆွဲဘူးလေ။ဒါမှပြန်လာခဲ့တယ်။ဒီလိုပဲဗာဒီကသူ့ရဲ့အရင်အသင်းတွေတုန်းကဆိုရင် night club မှာရန်ဖြစ်တဲ့အမှုနဲ့သူဟာဒီ curfew ထုတ်ခြင်းခံရတဲ့သူ့မှာဒီ tag လောက်ထားခြင်းခံရတယ်ရဲရဲစောင့်ကြည့်ခြင်းကိုခံရတယ်သူ့မှာလုံးလို့မရတဲ့အချိန်တွေထွက်လို့မရတဲ့နေရာတွေတတ်မှတ်ထားတဲ့ area ပြင်ပထွက်လို့မရတဲ့တားမြစ်ချက်တွေသူ့မှာရှိအဲ့ရန်နေစားပြီးတော့ variety သူ့သမီးလေးပထမဆုံးသမီးလေးမွေးတဲ့အချိန်ကစားပြီးသူကပြောင်းလဲလာခဲ့ပြီးတော့အခုလိုဘဝမျိုးအထိရောက်အောင်တက်လန်းခဲ့တယ်သူပြောမယ်ဆိုသူနန်းလီမှာကစားနေတဲ့အချိန်ကလေးကသူ့ရဲ့ဒီလာအစားတပဲနီလောက်ကအစားသူဟာမိသားစုအတွက်ဆိုပြီးတော့ family man ဖြစ်သွားတယ်ပေါ့နော်အခုချိန်ကြီးလဲ family man ပဲ family man ဖြစ်သွားခဲ့တယ်သူ့အနေနဲ့ဒီလိုမျိုး 調査ခဲ့တယ် working class ရဲ့ဂုံပုတ်ကိုသူကပြသခဲ့ဒါကြောင့်လေသူ့ကိုအင်္ဂလိပ်ပြည်သက်တယ်အင်မတန်ချစ်တယ်အာဒီယိုရှင်လုံးနဲ့သူကိုယ်တိုင်နေမှုထိုင်မှုကလည်းယိုရှင်နဲ့ပြီးတော့ရီရတယ် fan ဒီ guy လည်းဖြစ်တယ်အာအလုံးလည်းမှတ်မိကြလိမ့်မယ်ထင်ပါတယ်အာဒီသူ့ lester အသင်းရဲ့ကိုယ်တော်မှာ gaswatch mike နဲ့ဒါ southern dan က white bag ပေါ့နော်သူတို့က ဒါဒိမတ်တငယ်ချင်းတွေပေါ့အဲ့ဒါကို Vardy နောက်ပြောင်းတဲ့ Danish Friends ဆိုပြီးနောက်ပြောင်းတဲ့ဥစားဒါ Sky Sports ရဲ့ Retro အစီအစဉ်တွေမှာလည်းမကြာခဏမြင်ရတယ်အင်မတန်ရှည်ရပြီးတော့ Vardy ရဲ့ပုံစံအမှန်ကိုပြနိုင်တယ် Vardy interview တိုင်းမှာ Vardy ရှည်ရတယ် Vardy ဟာ Fanny ဖြစ်ဖြစ်ပြပြောရှင်ရှင်နေတဲ့လူအဖြစ်မြင်ရတယ်။အသင်းဘော်တွေကိုလည်းအကုန်ကူညီတယ်။ဒီအကြောင်းကိုလည်းအသင်းဘော်တွေကမကြာခဏပြောပြလေးရှိတယ်။ဒါကြောင့် Leicester မှာသူဟာ Living Legend ဖြစ်တယ်။အခုထွက်ခွာသွားတဲ့အချိန်မှာလည်း Greatest of All Time Player ဖြစ်တယ်။သူ့ကို Leicester City အသင်းထုတ်ပြန်တဲ့ ပုံနဲ့ပရီးမီးယားလိဂ်အချီကျူးတဲ့ပုံကြီးလိုက်တာနဲ့ဒါသူ့အရှာအားလုံးကိုဖော်ပြပြီးသားပရီးမီးယားလိဂ်ချန်ပီယံဆုပါတယ်လိဂ်ချန်ပီယံရှစ်လိဂ်ချန်ပီယံရှစ်ဖလားနှလုံးပါမယ်ပြီးတော့လိဂ်ကပ်ပါမယ်ကွန်မြူနတီတိုင်းပါမယ်ဂိုးဒင်းပီယံဆုပါတယ် FWA Footballer of the Year ပါမယ်ပရီးမီးယားလိဂ် Footballer of the Year ပါမယ်ဒါအပြင် PFA Team of the Season ထဲမှာလည်းနှစ်ခေါက်ပါဘူးလေသူ့မှာခန်းထားတဲ့မတန်တွေအများကြီးပဲဒါဟာ non-league footballer ဘဝကနေရှိခဲ့တဲ့လူတယောက်အတွက်ဘလို့မှမမျော်လင့်နိုင်တဲ့အရာတွေဖြစ်တယ်။သူလုပ်ပြခဲ့တာတွေအများကြီးပဲ။အဲ့တော့ဒါကြောင့်လဲ Vardy ကိုချစ်ခင်ကြရဲလေးစားကြရဲ Vardy ရဲ့ကျွန်တော်တို့ပေးခဲ့တဲ့ရတတွေအများကြီးပဲ။ပြောပြင်ဆိုရင်ကျွန်တော်ရုပ်ရှင်တပုတ်ကြည့်နေရသလိုဝတ္ထုတပုတ်ဖတ်နေရသလိုကို Vardy ကကျွန်တော်တို့ခံစားစေခဲ့တယ်။ပြီးတော့ထူးခြားတာလည်းအများကြီးရှိတယ်။သူကထူးခြားချက်တွေနဲ့ပြည်နေတယ်။ကစားသမားတယောက်လည်းဖြစ်တယ်။အထူးသဖြင့်တော့အားလုံးလည်းသိကြတယ် Rabu တွေကိုနင်းကန်ပြီးတောက်တာပေါ့နော်။ပြောမယ်ဆိုအာဂါသာတပါနဲ့ Rabu ဆိုတာဘာမှမဆိုင်တဲ့အရာ။ Ronaldo ဆိုရင် Rabu မပြောနဲ့။ အချိုကြီးလည်းမတောက်ဘူးဘာမတောက်ဘူးအရေးပဲတောက်တယ်ပေါ့နော်ဒါပေမဲ့ Vardy ကအရာအလုံးဆန့်ကျင်တယ်သူ့အနေနဲ့ Rabu ကိုဆက်ဆက်လန်းလန်းတောက်တယ်တနေ့ကို3ဘူးလောက်တောက်တယ်သူပြောတဲ့ပုံစံညဘက်လည်းတောက်တယ်မနက်မိုးလိုင်း Rabu နဲ့လိုးထလာတယ်အစာပြေစားရင် Rabu နဲ့တောက်ပြီးစားတယ်ပြီးရင် coffee တောက်တယ် coffee တောက်ပြီးရင် Rabu နဲ့ pizza ပြန်စားတယ်ဒါ Vardy ကိုယ်တိုင်အတိအလင်းပြောကြားခဲ့တဲ့အရာကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ rabu ကသူက recommend မပေးဘူးဒါသူ့ဘာသူဒီ rabu နဲ့သူဟာဒီလိုမျိုးနေသားတခြားဖြစ်ခဲ့လို့သူအဆင်ပြေရလို့သူ ပုံမြင်နေတဲ့ရိုးရိုးသသားပဲပြောတယ်လူတိုင်းနဲ့တော့အဆင်ပြေခြင်းမပြင်မယ်လို့ပြောခဲ့တယ်ပြောမှဆိုရင်တော့ flash ပေါ့သူက flash လို့အမြန်နှုံးနေရှိတယ် flash လို့မျိုးဒါ metabolic rate ဖြစ်နေတဲ့အတွက်သူ့အတွက်ခုနလိုမျိုးအရာတွေကပါးစားတာဖြစ်သွားစေတာလားဒါတော့သူပဲသိမယ်ဘောနော်ကျွန်တော်တော့တင်စားပြီးတော့ပြောခြင်းဖြစ်တယ် varia တကယ်ကျွန်တော်တို့ဘလုံးကွင်းနေရ flash ဖြစ်တယ်တစ်ချိန်တည်းမှာကျွန်တော်တို့ red blue တွေမဟုတ်ဘူး varia အချိုးရည်တွေကိုဆွဲလန့်လာအချိုးရည်နဲ့ပတ်သက်ပြီးသူ့ရဲ့ဇလန်းတွေအများကြီးပဲပြီးတော့အရက်လည်းကြိုက်တယ် ဝိုင်ကြိုက်တယ်ပေါ့နော်ညာတိုင်းသူဟာဝိုင်တောက်တဲ့ဆွဲလန်မှုရှိတယ်ဝိုင်ဆိုတာသူတို့ pot လို့ခေါ်တယ်ဝိုင်ပေါ့နော် ပြောမယ်ဆိုရင်တော့ brandy နဲ့ရောစက်ထားတဲ့ပုံလို့သိရတယ်ပေါ့လေအဲ့တော့သူက pot ကိုတောက်တယ်ဘာနဲ့တောက်လဲဆိုတော့အချွေနဲ့ရောပြီးတော့တောက်တာအမြဲတမ်းတောက်တယ်ပြောမယ်ဆိုတော့တရာဒီလုံးကိုသူ့ရဲ့ဒီဆွဲလန်မှုလို့ပေါ့နော်တချို့သောကစားသမားတွေကဒီကွဲပွင့်ပင်မြေကြီးကိုကတော့တာလို့ပါလို့အဲ့လိုမျိုးပုံစံမျိုးတွေအဲ့လိုတွေမှာ party လဲပါတယ်သူဟာအဲ့တဲ့အရာကို သူရဲ့ရောဆက်ထားတဲ့ cocktail ပေါ့နော်သူရဲ့ wine cocktail ပေါ့ဒါအတင်းဟိုနောက်ပြောင်ပြီးပြောရမယ်ဆိုရင်သူကအဲ့ဒါအများကြီးတောက်လို့ရှိတယ်ဘလောက်ထိစိုးလဲဆိုရင် Leicester နဲ့ဒီ Vardy ရဲ့ကြီးမားတဲ့စံချိန်ဖြစ်တယ်ဒါ Premier League ရဲ့ပွဲဆက်အများဆုံး Golden စံချိန် Setup ပွဲဆက် Leicester ကိုချိုးခဲ့တဲ့စံချိန်အဲ့တော့ Setup ပွဲဆက်အချိန်မှာအဲ့ဒီပွဲ Setup ပွဲဆက်သွင်းရမယ်ပွဲမတိုင်ခင်မှာ Vardy ကအဲ့ဒီ pot ကိုသူကခိုးပြီးတော့တောက်တယ်အဲ့သူ့အကြောင်းကိုဒါပြောမယ်ဆိုရင်ပြန်ပြောပြတာအသင်းဘောဟောင်းတယောက်က ်တင်းမောင်ဟောင်းတယောက်ကသူကတခွပဲတောက်တယ်ဒီအသင်းမှာဒီအရက်တောက်ခွင့်မရှိဘူးပွဲမတိုင်ခင်ညမှာဒါပေမဲ့သူကအဲ wine ကိုအဲ့လိုမျိုးခိုးပြီးတော့တောက်ခဲ့တယ်အသင်းဘောက glassar တခုပဲတောက်တယ် vary ရဲ့ channel dublin လုံးတောက်ခဲ့ဆိုပြီးသိရနောက်ရက်မှာတော့သူဟာ premier league ရဲ့နာမည်ကျော် commentary ရဲ့တခုဖြစ်တဲ့11 heaven ဆိုတဲ့ဒီကြီးညာချက်နဲ့အတူ premier league ရဲ့ပြန်ချိုးဖို့မဖြစ်နိုင်လောက်အောင်ခံထားတဲ့စတဲ့ဘွဲဆက်ကိုသွင်းစံချိန်ကိုတင်နိုင်ခဲ့တယ်။ဒါကြီးကလက်ပြားခါလောက်အောင်ထူးကြတယ်ပေါ့နော်။ပြောမယ်ဆိုရင် Vardy ရဲ့ ကြည်မြန်မှုကိုပြသနေရလဲဖြစ်တယ်အဗာဒီရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်ခက်ခဲမှုတွေတန်တန်မှုတွေအနှိမ့်မြင့်တက်ကြတယ်ကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါပေမဲ့ဗာဒီဟာအဲ့အရာအလုံးကိုကျော်လွှားပြခဲ့ပြီးဒီနေ့ကျွန်တော်တို့မြင်ခဲ့ရတဲ့ဗာဒီကိုကျွန်တော်တို့အားလုံးကိုပေးအပ်ခဲ့တာဖြစ်ပါတယ်ပေးအပ်ခဲ့တယ်ပေးအပ်ခဲ့တဲ့အတူကျွန်တော်တို့ဗာဒီကို2015 16လောက်ကနေခန်းစားလာလိုက်တာကျွန်တော်တို့စီမှာတန်တက်တန်းစင်းတွေရောပရီးမီယာလိဂျာတာတွေရောပြီးတော့ PSR rules နဲ့ညှိတာတွေရောအခုတန်းပြန်ဆင်းမဲ့အခြေအနေတွေရောကျွန်တော်တို့မှာအများကြီး ပြသရင်းခန်းစားပေးခဲ့ရပြီးဗာဒီသွင်းခဲ့တဲ့143ဂိုးတော့ဂိုးတွေမှာလည်းကျွန်တော်တို့ရင်သက်ရှုမောပြီးသွားခဲ့ရပြီးအာလီဗာပူးကိုကန်လိုက်တဲ့ volley ခံချက်မျိုးဆိုရင်အခုချိန်အထိကျွန်တော်တို့မျက်လုံးတွေကထောက်အောင်မတင်ဘူး fantasy premier league ပြည်သက်တွေကလည်းဗာဒီယာ match ဘိုင်းထဲမှာပါတဲ့တငယ်ချင်းတယောက်လို့ဖြစ်နေမယ်ပြောမှဆိုရင်ကျွန်တော်တို့နဲ့ဒီ living culture ထဲမှာအတူရှင်သန်ခဲ့တဲ့ကစားသမားဖြစ်တယ်အခုတော့ Leicester နဲ့မြေခွေးတွေနဲ့ခွဲခွာတော့မယ်ဒါဟာ Vardy အတွက်တော့အကောင်းဆုံးခွဲခွာခြင်းပဲ ဖြစ်လိမ့်မယ်အားလုံးကလည်း Leicester ရဝန်းကို Leicester ရဝန်းရဲ့သူကခဏဝင်လည်းဖြစ်သလိုကျွန်တော်ကတော့သူ့ကို Premier League ခဏဝင်နေမှာပါထဲထားခြင်းနဲ့ Premier League ခဏဝင်နေရတခြားဖြစ်တယ်သူ့ရဲ့ပွဲအခြေအတွက်သူ့ရဲ့သွင်းမှုအခြေအတွက်သူစွမ်းဆောင်ခဲ့တဲ့အရာသူ့ရဲ့ Premier League Champion ဆုအဲ့တော့ Vardy ကခဏဝင်တခြားဖြစ်ပါတယ်ကျွန်တော်တို့နောက်ပွဲတွေနောက်ထပ် Vardy ရဲ့အခိုက်အတန့်တွေကိုတော့ဘယ်လောက်ခံစားအောင်လဲမသိဘူးလက်ရှိအချိန်လေးမှာပဲကျွန်တော်တို့နေထိုင်ပြီးတော့ Vardy ရဲ့ကြီးမြတ်မှုကိုအမ်ဒီလေးစားလိုက်ပါတယ်ဗာဒီရဲ့ကြီးမြတ်မှုကိုဂုံပြုလိုက်ပါတယ်ဗာဒီ ਨੇ ဒီကျွန်တော်တို့ရဲ့အမှတ်တရတွေကိုအခုလိုမျိုးဗီဒီယိုနဲ့တင်ဆက်ပေးလိုက်ပါတယ်ပြည်သက်တဲ့အနေနဲ့လဲဗာဒီအမှတ်တရတွေဗာဒီနဲ့ပတ်သက်တဲ့ဒီ memory စေဗာဒီနဲ့ပတ်သက်တဲ့အတွေ့အမြင်တွေရှိရင်ကမန်ကမပေးသွားခဲ့ဖို့တောင်းဆိုပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ပေးပါမယ်ခင်ဗျာ